ားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီဘလုံးပွဲခမ်းမန်းချက်ကြောင့်တင်ပေးမဲ့ဗီဒီယိုမဟုတ်ပါဘူးကျွန်တော်ဒီဘလုံးပွဲဝါသနာရှင်မိတ်ဆွေများအတွက်ဘလုံးပွဲကစားတဲ့အခါမှာကျွန်တော်ရှောင်းရံဆောင်းရံချက်လေးတွေကကျွန်တော်ဒုတိယချက်ကိုအပိုင်းနှစ်နေနဲ့ဆက်လက်ပြီးမျှဝေပေးသွားမယ့်ဗီဒီယိုလေးဖြစ်ပါတယ်ကျွန်တော်ဒီဘလုံးပွဲကစားတဲ့ညီကိုတွေအတွက်ဆောင်းရံဆောင်းရံချက်များဆိုပြီးအပိုင်းတစ်ဆိုပြီးတော့ကျွန်တော်ဒီအကောင့်မှာတင်ပေးထားရပါတော့မကြည့်ရသေးတဲ့မိတ်ဆွေများအနေနဲ့လည်းအကောင့်ကိုကြည့်လို့ရပါတယ် ီဆောင်းရှောင်းရချက်များဆိုတာကကျွန်တော်အနေနဲ့ဒါ CIA လို့ပြီးပြောရခြင်းမဟုတ်ပါဘူးကျွန်တော်ဖြတ်သန်းခဲ့တဲ့ဒီဘလုံးပွဲနဲ့ပတ်သက်တဲ့ကျွန်တော်ဆယ်စုနှစ်တခုကြာအတွေ့အကြုံတွေကိုခြေခံပြီးတော့မှကျွန်တော်ပြန်လည်ပြီးတော့ကျွန်တော်ရဲ့ကိုယ်ပိုင် idea နဲ့ထုတ်ပြီးတော့ပြန်လည်ပြီးမျှော်ပေးခြင်းဖြစ်ပါတယ်ဒီအချက်လေးတွေကိုမိတ်ဆွေတို့အနေနဲ့အသုံးတည့်မယ်အကျိုးရှိမယ်ဆိုလည်းယူသုံးလို့ရပါတယ်အကျိုးမရှိဘူးအသုံးမတည့်ဘူးဆိုလည်းကြော်သွားလို့ရပါတယ်အဲ့တော့ကျွန်တော်ဒီဘလုံးပွဲ စာရင်ကိုတော့ဆောင်းရှောင်းချက်လင်းပြောခဲ့မှာကျွန်တော်မင်းညားကတော့ကျွန်တော် free ball ကိုကျွန်တော် stuck ball ကိုယူပေးခဲ့တယ်ပေါ့နော်ကျွန်တော်တို့3-1နဲ့အပြည့်အဝအောင်ခဲ့ပါတယ်။အခုကျွန်တော်တို့နိုင်ပြီးပွဲကတော့စိတ်မကောင်းစွာနဲ့မင်းညားကျွန်တော်အတလက်ဘောကိုယူခဲ့နေရမှာဘာစီဝါစီနဲ့ပွဲပြီးခဲ့လို့အတလက်တင်လဲဖလာပွဲထွက်သွားတယ်လို့ကျွန်တော်ကနိုင်ပြီးပွဲလည်းကြခဲ့ပါတယ်။ပွဲကြရင်ပြန်ပြီးကျော်ပြီးရောစားပွဲကတော့ကျွန်တော်မင်းညားအောင်က Inter နဲ့ AC ပွဲစမှာကျွန်တော် Goal အောင်လည်းယူခဲ့တယ်။ Warman နဲ့ပြီးခဲ့လို့ရောစားပွဲကတော့အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီညမှာတော့ကျွန်တော် free play မရှိပါဘူးပေါ်စင်နေကြအောင်လို့ပုံမှန်တိုင်းပဲမမပွဲကတော့ကြာကြရင်ဆိုရှိရဆိုလဲကျွန်တော်မမတွေကိုအကြောင်းကြားပေးပါမယ်အဲ့တော့ဒီနေ့မှာကျွန်တော်ပြောချင်တဲ့အကြောင်းအရာတွေကတော့ဒီဘောလုံးပွဲဝါသနာရှင်မိတ်ဆွေညီကိုများအနေနဲ့ဘောလုံးပွဲကစားတဲ့အခါမှာစာဝင်ရှာဝင်ချက်လေးတွေကကျွန်တော်အနေနဲ့ရှာဝင်ချက်လေးချက်ပေါ့နော်ဒုတိယချက်လေးကိုလာပြီးမျှဝေပေးခြင်းဖြစ်ပါတယ်ဒီချက်လေးကဘာလဲဆိုတော့ အော်ဒီချက်ကိုပြောခဲ့မှာပထမချက်တုန်းကအပိုင်းတင်မောင်ကကျွန်တော် ပြောခဲ့လို့ပဲကုမ္ပဏီအပွဲတွေကိုမကစားဖို့အတွက်ကြံပေးခဲ့တယ်ပေါ့နော်အသေးစိတ်ကိုတော့ကျွန်တော် ID ဗီဒီယိုလေးထဲမှာမျှဝေပေးထားခဲ့ပါတယ်အဒုတိယချက်ကတော့ကျွန်တော်တို့ဒီဘောလုံးမွေးကစားတဲ့မိတ်ဆွေညီကိုများအနေနဲ့အနိုင်ရရှိတဲ့ခါမှာကျွန်တော်တို့အပေါင်းပြတဲ့ခါမှာပေါ့နော်ပျော်လွန်ပြီးတော့ကျွန်တော်ဒီမိတ်ဆွေတငယ်ချင်းညီကိုများနဲ့အတုံးကြတယ်ဖြုံးကြတယ်ပျော်ပါကြတယ်ပေါ့နော်ဒီချက်လေးတွေကို view site ကိုတည်ထားဖို့ကျွန်တော်လာပြီးတော့ပြောပြခြင်းဖြစ်ပါတယ် ကျွန်တော်စီးပွားပြဘလုံးဝဲလောင်းချင်းမှာလည်းကျွန်တော်ပြောခဲ့မှုတယ်ပေါ့နော်ဒီဘလုံးဝဲကိုကျွန်တော်ဘတ်ဂျက်တစ်ခုအနေနဲ့ထားပြီးကစားတဲ့အခါမှာအဲအောင်မြင်လာတဲ့အခါမှာအနိုင်ရတဲ့အခါမှာလည်းကျွန်တော်ကအနိုင်ရတဲ့နိုင်ရတဲ့ဒီအပေါင်းပြရတဲ့ပတ်စံတွေကိုပေါ့နော်ကျွန်တော်အနေနဲ့အဲသွားပြီးတော့အသုံးလုံးမရပါဘူးဒီကောင်ကိုတရားသီးဆိုရတရားသီးစာတလားဆိုရတလားစာအစင်းချုပ်ပြီးမှကျွန်တော်ကဒါကိုအနိုင်ယူမယ်အရှုံးရင်ဆက်ဆိုင်မယ်ဆိုတာမျိုးလုပ်တင်နေပေါ့နော် အဲ့တော့ကျွန်တော်အဓိကပြောချင်တာကတော့ကျွန်တော်ဘောလုံးပွဲတွေအောင်မြင်လာတဲ့ခါမှာအနိုင်ရရှိတဲ့ခါမှာအပြော်လုံပြီးတော့အမြဲတမ်းမလျှော်ဘူးဆိုတဲ့အတွေ့အမျိုးနဲ့ငါကစားနိုင်မှာပဲလောင်းလိုက်နိုင်မှာပဲငါရဲ့တွေးခေါ်ရမှန်နေပြီငါရဲ့ရွေးချယ်မှုတွေအမှန်ကန်နေပြီဆိုတော့အဲကိုကိုကိုအချင်းကြီးရဲ့စိတ်မျိုးနဲ့ဒီနိုင်ရရှိတဲ့ပတ်စံတွေကိုအပြော်လုံပြီးသုံးဖြုံးတာမျိုးတွေအမဟုတ်တဲ့နေရာမှာရှောက်သုံးတာမျိုးတွေမိသားစုမိသားစုမိဆွေတကယ်ချင်းနဲ့အဲလိုရပို့ပြီးတော့ ထုံးတော်မျိုးတွေကိုကျွန်တော်တို့သတိထားပြီးရောရှောင်ကျင်ဖို့ကျွန်တော်လာပြီးအကြံပေးရခြင်းဖြစ်ပါတယ်။အဒီလိုမျိုးဒီလိုစီစဉ်နေအားဖြင့်မိတ်ဆွေတို့နေရှုံးတဲ့ခါမှာမိတို့အသားတွေကအရင်တည်းကပတ်သွားတဲ့အချက်တွေကိုကာဝယ်နိုင်မှာဖြစ်ပါတယ်။အကြောင်းမလို့ကျွန်တော်နေရဒီနေ့မှာအဓိကပြောချင်တာကတော့ကျွန်တော်မိတ်ဆွေကြီးကိုဘောလုံးဝဲဝါသနာရှင်များအနေနဲ့အနိုင်ရရှိတဲ့ခါမှာသတိလွတ်မစင်မကျင်အသုံးဖြုံးမှုဓာတ်တွေကိုအထူးသတိထားပြီးရောရှောင်ကျင်ဖို့ကျွန်တော်အကြံပေးရခြင်းဖြစ်ပါတယ်။အဲ့တော့ဒီလိုလေးကမျိုးစုတွေကြောက်ရှိတယ်ဆိုရင်ခြားသူတွေလည်းသိရအောင်ပြန်လည်ပြီးမျှဝေပြသပါအောင်လို့အားလုံးကိုပြောချင်ပါတယ် ဲ့အခုဆိုအချိန်ကာလမျိုးမှာမိတ်ဆွေညီကိုများအားလုံးသွားသတိလာသတိစားသတိနဲ့ထူးခူးဆိုင်ဝင်ထင်ကြပါလို့ကျွန်တော်ကတော့ထပ်ပြီးအကြံပြုလိုက်ပါတယ်ဗီဒီယိုလေးကိုစာဆုံးကြည့်ပြီးတဲ့မိတ်ဆွေညီကိုများအားလုံးတူးချင်းတောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်